ဆန်စပါးနယ်ကျော်အခက်ခဲကြောင့်စပါးဝယ်သူနည်းလို့အထွက်ကောင်းစပါးတင်း15သန်းနဲ့ဆန်အိတ်၄သိန်းဝယ်ယူသွားမယ်လို့ဆန်စပါးအတင်းချုပ်ကထုတ်ပြန်လိုက်ပါတယ်ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်လက်ရှိ news bar ပေါ်ချိန်မှာရင်းညွှန်းစေးအောင်စပါးစီမကြပြီမယ်ဆိုင်ပြိုးထိုးလို့မှုစီအေရစပါးစီကြနေလို့ဆန်စပါးအတင်းချုပ်ကအချွတ်ကောင်စပါးတင်း15တန်းနဲ့108ပေါင်ပါဆန်အိတ်ရေ၄သိန်းကိုလာမယ့်အပရမေနလအတွင်းဝယ်ယူသွားမယ်အပြင် 宝山路一对刚十八岁过来研究生的，会有多少名落地一百人？他为我哩有几多罗哦？你只有那个品味比我啊！我宝山，老老些宝山，都安尼，都离那都做宝山，我多安尼的。你货真价实，正儿八经的那价那个，些你敢打我？宝山路边罗罗，现在为咩事情那么烦？ စပားစိုက်ပျိုးရာဒေသအနက်ဆန်စပားစီစဉ်ရာမှာစစ်စစ်တင်းကျပ်မှုတွေအပြင်ဆန်စပားတုံလောင်စီရင်ပေးဖို့တဲ့အလေးအချားတွေမှာလိုက်လုံးညီချွေမရှိတဲ့အတွက်ဆန်စပားပေါ်ချိန်မှာဝယ်သူနည်းလာပြီးဈေးတွေလည်းကျဆင်းလာတာဖြစ်တယ်လို့ဆန်စပားလုပ်ငန်းလုပ်ကိုင်သူတွေကတုံ့တက်ပါတယ်ကျွန်တော်တို့ကစပါးနောက်ပိုင်းကျတော့ဒီတိုင်းနေပါတိုင်းကြော်တို့ပါလို့ဆိုရင်စပါးတွေကိုဟိုခွင့်ပြုချက်တွေတင်ရတယ်ဟိုဒီတော့အရာဝတီတိုင်းနဲ့ရန်ကုန်တိုင်းတင်မယ်ပဲခူးတိုင်းကနေ ရန်ကုန်တိုင်းပြန်တယ်မယ်အဲ့လိုတိုင်းနေတိုင်းဟိုတော့ EOD တိုင်းကသဘောကိုရန်ကုန်တိုင်းထိတယ်မယ်ဆိုရင်ကျွန်တော်တို့ခွင့်ပြုချက်တွေတောင်းရတယ်အဲ့အတွက်ဟိုဟိုတဲတာတွေလည်းနည်းနည်းလေးခြစ်တဲ့အပိုင်းဆိုတော့ဝယ်သူကနည်းနည်းလေးရှားသွားတယ်နောက်ပြီးတော့ဒီညညွန်းသေးတွေပါကျွန်တော်တို့စံညညွန်းသေးတွေရှိတယ်ကအဲ့တတ်မှတ်ချက်တဲ့ဟိုပိုရောင်းလို့မရတော့ဟိုဘယ်သူမှအများကြီးတိတ်မဝယ်ထားကြတဲ့ဘောလဲပါတယ် လက်တလုံးမှာစပားစီကျဆင်းနေတယ်လို့ပြီးခဲ့တဲ့2024မိုးစပားရာသီမှာထွက်ရှိထားတဲ့ပေါ်ဆန်းတဲ့အရာမဲလို့အည်တွေးကောင်းစပားတွေလည်းဈေးကျတာဝယ်ယူသူမရှိတာတွေဖြစ်နေပြီးစပားတွေကျန်နေသေးတာဖြစ်ပါတယ်ပွင့်ပြမျိုးနယ်မှာစပါတင်းတရာကို340အထိပေါက်ဈေးရှိခဲ့တဲ့အရာမင်းစပါးတွေမှာအခုအချိန်မှာတင်းအစိတ်သာပေါက်ဈေးရှိပေမဲ့ဝယ်သူမရှိဖြစ်နေပါဗျ ဒါကြောင့်စပါးဆိုင်အိတ်ကအများဆုံးရာတီဖြစ်တဲ့လာမဲမိုးစပါးမှာစပါးကိုဆက်လက်ဆက်ပြိုးနေမှာဖြစ်ပေမဲ့လည်းတွင်းအားစုလျှော့ချရမယ့်အခြေအနေဖြစ်လာပြီးအထွတ်နှုံးတွေကျဆင်းလာမှာဖြစ်တယ်လို့ပွင့်ဖြူမြို့နယ်ကစပါးနဲ့ကလဘဲဆိုင်တောင်တူတူကပြောပါတယ်။နောက်တရားစီဆိုင်နဲ့ဆိုင်တော့ဆိုင်ရမှာပေါ့။ဆိုင်ပြီးတော့မှတွင်းအားစုသိပ်ပြီးတော့မထည့်ရကြတော့ဘူး။အကျွေးနဲ့ယူရမယ့်တွင်းအားစုကိုနည်းနည်းထိန်းရမှာပေါ့။သမားကြီးက ကောင်းမှာမကောင်းတာဘူးသူရသူတွေထည့်ပြီးတော့ဟိုဆုံးရှုံးသွားမယ်ဆိုရင်တောင်သူတွေကလည်းနည်းနည်းချိန်ကြမှာမို့ဟိအမိုးချံငွေမှမရှိတာဘူးရှိတယ်ရှိတယ်တပါးတောင်သူကဒီရောက်မယ်ရတော့သူရသူဆိုတဲ့မျိုးသားဝယ်တဲ့နေရာဒီမှာအတိုးပေးပြီးတော့အွှေးနဲ့ဝယ်ရတာရှိတယ်တော့ရွှေလေးပါလေးပေါင်းတယ်ပြီးတော့ဝယ်ကြရတာရှိတာပေါ့ဒါတွေကဖြစ်လာမှာပဲရှိတယ် အဲဒီနေ့ကတော့ဟောပေါ့တောင်သူတွေအခက်အခဲဆုံးပဲပြောရမှာပေါ့လတ်တလော EOD တိုင်းအတွင်းရှိ news ဘာပေါ်ချိန်မှာနေလန်း6အစိုးမတ်1455ရှိပြီး ပေါင်90ပေးရတဲ့စင်တုခတင်းတရားကို73ဒိန်း စာဖိုးတာတင်တရာကို73တင်ခွဲ New Air Vietnam 90 GW 11တင်တရာကို12တင်ပေါ့ဇီရှင်နေပါတယ်ဆန်စပါအတင်ချုပ်ကစပါနဲ့ဆန်ဝယ်ယူသွားမဲ့ဈေးနှုန်းတွေကိုမထုတ်ပြန်သေးပေမဲ့ဝယ်ယူသွားမဲ့စပါအတင်15တန်းဟာကျပ်ငွေဘီလီယံ140ခန်းရှိတယ်လို့ခန့်မှန်းတွက်ချက်ထုတ်ပြန်ထားပါတယ်ကျမဟနာပါ